အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Football Live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ football and business အစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုတယ်ဆိုရင်တော့ပုံပြီးမှန်ပါပေါ့အဲ့တော့ဒီနေ့မှာတော့ကျွန်တော် Manchester United အသင်းရဲ့ကျွန်တော်တို့ football and business side ကိုနည်းနည်းလေးကျွန်တော်တို့ဒါပြောချင်တာဖြစ်ပါတယ်အဲ့တော့ဒီ football and business side မှာတော့ဒါအဓိကဆွေးနွေးရမယ့်အချက်တွေရှိလာခဲ့တယ်အဲ့တော့ဒါကျွန်တော်တို့ဒီရပိုင်းမှာဒါ transfer news တွေနဲ့လည်းများနေတော့ဒါကျွန်တော်ပွဲပြီးသုံးသက်ချက်တွေနဲ့လည်းများနေတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တိကျမဆွေးနွေးခဲ့ဖြစ်ဘူးအဲ့တော့ဒါ Manchester United အသင်းနေတဲ့တိကျတဲ့အချိန်မှာဒါ Europa League final အပြီးမှာတော့ဒါကျွန်တော် Manchester United လက်ရှိက ကျွန်တော်အလုသမားနောက်ထပ် အယောက်200ကိုထပ်မှန်ပြီးတော့အလုတ်ကနေပြီးတော့ထုတ်ပစ်ခဲ့တယ်ဆိုတဲ့သတင်းကသတင်းမှန်ဆိုတော့အကုန်လုံးသိပြီးသားဖြစ်တယ်အဲ့တော့ဒါ United အသင်းနဲ့ဒါမိနစ်ကလည်းဒါကျွန်တော်လူပေါင်း250ပတ်ချာလဲဝင်းညညာအသင်းကနေထုတ်ပစ်ခဲ့ပြီးတော့ဒါကျွန်တော်လက်ရှိမှာနောက်ထပ်လူနေအယောက်200ဒါအသင်းကနေဆက်လက်ပြီးထုတ်ပစ်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဒါဘာကြောင့်လဲလက်ရှိမှာ United ရဲ့ဘန်နာကြီးအခြေအနေဒီဘလူးရှိတယ်ဆိုတဲ့ဥစ္စာလေးကျွန်တော်ကသိဖို့လူလေးမှာပေါ့နော်အဲ့တော့လက်ရှိမှာ United ရဲ့ဘန်နာကြီးအခြေအနေကအတိကြတယ်မယ် Champion League ဝင်ခွင့်မရတဲ့အတွက်ကြောင့်မို့တော်တော်လေးကိုအထိနာသွားခဲ့တယ်ဒါ estimation ရတာ United အသင်းနဲ့ sponsor ာကြီးပါညာတွက်မယ်ဆိုတော့ပေါင်တန်း150နဲ့ပေါင်တန်း200ကျဆုံးရှုံးသွားခဲ့တယ်လို့သိရတယ်မှာပါတယ်အဲ့တော့ ဒီလူဖြုတ်တာကဒါနဲ့ diet ဆိုင်လာကျွန်တော်မေးတယ်ဆိုရင်တော့ကျွန်တော်လက်ရှိဖတ်ကြည့်ရတော့ဒါကျွန်တော်တို့တွေးကြည့်ရတော့ဒါမြင်ရတဲ့အခြေအနေရဆိုတော့ diet တော့သက်ဆိုင်ခြင်းမရှိဘူး Manchester United နဲ့တင်းနဲ့လက်ရှိမှာ Champion League ဒါ win the ဖြစ်စီမဝင် the ဖြစ်စီဒီလူနှစ်ယောက်ကဒါ United အသင်းကဒါလွန်ခဲ့တဲ့ဒါတစ်လလောက်နှစ်လလောက်ခရဲကထုတ်ဖို့အတွက်ကြံစီထားခဲ့ပြီးတော့ဒါခုနပေါ်ဆိုပဲ United အနေနဲ့ဒါနေရာစဉ်းစားခဲ့တာဗောနော Champion League ဝင်ပြီးဒီလူတွေကိုထုတ်မယ်ဆိုတော့ဒါပျော်ရွှင်မှုထုတ်ပြီးဖြစ်ပြီးပျော်ရွှင်တဲ့ထုတ်နည်းဖြစ်ပြီးတော့ဒါ Champion League မဝင်ခဲ့ရင်တော့ဒါဝင်နေဆိုတာထုတ်တဲ့နည်းဖြစ်သွားမှာအဓိကအနေနဲ့မှာပို့ပြီးတော့ ဝါနေဆိုတာထုတ်တဲ့နီးဖြစ်သွားအဲ့တော့ဒါအခုနောက်ပိုင်းမှာဒါလူတော်များသာမသိလို့ပါအခုနောက်ပိုင်းမှာဒါကျွန်တော်တို့အသိဘောလုံးသိရင်တော့သိမသိတာပဲမဲ့ဒါကျွန်တော်တို့နိုင်ငံတကာမှာဒါလူမျိုး lay off တွေတော်တော်လေးကိုများလာခဲ့အဓိက recession ပေါ့နော်ဒါကျွန်တော်တို့စီးပွားရေးကျဆင်းလာမှုကဒါနိုင်ငံတိုင်းကိုထိတာဒါကျွန်တော်တို့ကိုဒီနိုင်ငံကိုမြန်မာနိုင်ငံကတော့ကိုယ်တိုင်တက်ပြီးသားနိုင်ငံဆိုသိပြီးမသိတာပေါ့နော်အဲ့တော့တိုင်ပတ်နိုင်ငံပုံပြီးတိုင်ပတ်သွားတာပဲရှိတယ်အဲ့တော့လူမျိုးဒါနိုင်ငံကြီးရနေတဲ့အခုနောက်ပိုင်းမှာဒါစီးပွားရေးကတော်တော်လေးကိုတိုင်ပတ်နေတဲ့အနေအထားမှာရှိတယ်အဲ့တော့ဒီနေရာမှာလည်း UK ပါဝင်ပေါ့နော်အဲ့တော့ဒါကျွန်တော် Manchester United အသင်းနေတဲ့ဒါမြန်မာလူဒါတလုံးနဲ့လက်လာလီပြောရမယ်ဆို င်ဒါကျွန်တော်တို့ Jim Ratcliffe တို့အုပ်စုအနေနဲ့ဒါ United အသင်းရဲ့လက်ရှိဂလီစာမိသားစုအနေနဲ့ဒါအရင်တော့ကဒါဖိမနိုင်ပဲပေးကြီးရင်စားခဲ့တယ်ဆိုတဲ့ပုံစံမျိုးကို Jim Ratcliffe တို့အုပ်စုကခံယူထားတယ်ပြောချင်တာဒါခုနကပြောလို့ပဲဒါဒီလိုလူထုတ်ခဲ့လူထုတ်ခဲ့တဲ့တင်တာက Manchester United အသင်းနဲ့ COVID ကာလကလေးကထုတ်ခဲ့တဲ့တင်တာဖြစ်ပြီးတော့ဒီလူတွေကို Manchester United ဘက်ကနေမထုတ်ဘဲနဲ့ဒါလုံးဝအီလေးဆွဲပြီးထားခဲ့တဲ့ကြောင့်လက်ရှိမှာ United အသင်းက D cost တွေကိုအခုချိန်မှာ bearing ခံစားနေရတယ်လို့သူတို့အနေနဲ့ပြောထားတယ်တော့မှာပါအဲ့တော့ပြောချင်တာပါလေဒါလွန်ခဲ့တဲ့ဒါကြောင့် COVID ကာလအချိန်တုန်းကအသေ င်းတွေအနေနဲ့ကစားသမုဒ္ဒါကျွန်တော်တို့ဝန်ထမ်းတွေကိုထုတ်ပစ်ခဲ့တယ်။ဘာလို့လဲဆိုတော့အသင်းတွေနဲ့ဒါပတ်စံတွေရဲမရှိတော့မမေ့ရစပါအသင်းကအဲတုန်းကဒါလူ280ပတ်ချလဲဝင်းကျင်ကြလာမသိဘူး။ဒါကိုဗစ်ကာလမှာဒါအိမ်ကနေဝတ်သူတို့ကခုနကပြောတယ်အဲသူတို့ဘလူလက်လာလေးပြောင်းလိုက်လေဆိုတော့မမေ့ရလာဗိုင်းရိုးစုကကျွန်တော်မှတ်မိတယ်အဲတုန်းကဘာလို့အတိတယောက်တောင်မှဒါကျွန်တော်တို့ကျွန်တော်တို့ဒါဘောလုံးအဲစပါအသင်းတွေကဒါအတိတယောက်တောင်မှအဲ့လိုပြောင်းငံရတာဗောနော်သူတို့အနေနဲ့ full time ကနေပြီးတော့ဒါ consultancy ဘူးပေါ့နော်ပူလောက်အောင်ပြောမယ်ဆိုတာကျွန်တော်တို့ဟိုဂျားပြက်အလုပ်ပေါ့နော်အလုပ်ရှိရင်မင်းကိုခေါ်မယ်အလုပ်မရှိရင်မင်းကိုမခေါ်ဘူးဆိုတဲ့ပုံစံမျိုး total horse ဘာသိရင်အဲ့လို bian transition ကာလဆိုပြောင်းချလိုက်တယ်မမဲ့ရတာ full time ကနေအဲ့ကောင်လေးကခုနကပြောလို့ part time ဖြစ်သွားတယ် part time ကနောက်ဆုံးတော့ခုနကပြောလို့ပဲအလုပ်မရှိတော့ကြောင်အသိအမခေါ်ရကြောင်အလုပ်ပြတ်သွားအဲ့တော့ဒါကြားလို့ကောင်းတဲ့ပုံစံမျိုးပြောရမယ်ဆိုရင်တော့ခုနကပြောလို့ဖြည်းဖြည်းချင်းပြောင်းလိုက်တယ် United ကအဲ့လိုမဟုတ်ဘူးပေါ့နော် United ကအဲ့ covid ကာလတုန်းကမမဲ့ရတို့ကအသိကြီးတသိန်းဖြစ်တယ်တို့ကဒီလိုကာလကြီးပြီးရင်တို့ကပြန်လဲပြီးတော့လက်မထောင်မျိုးပြန်လာနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ တို့အနေနဲ့ဒီလူတွေကိုလုံးဝမလိုအပ်ပဲနဲ့မထုတ်ခဲတဲ့ပုံစံမျိုးမှာရှိခဲ့တယ်ပေါ့နော်အဲ့တော့ ပြောရမယ်ဆိုရင်တော့လက်ရှိအနေအထားနောက်ဆုံး update အရပြောရမယ်ဆို United ရဲ့ဒါပြဿနာတွေအကုန်လုံးက COVID ကာလတုန်းကမထုတ်ခဲ့တဲ့ဒဏ်တွေအခုချိန်မှာတော်တော်လေးကိုကကစရီခံစားရတယ်အဲ့တော့ဒါ Jim Radcliffe တို့အသင်းကိုရောက်လာချိန်မှာဒါအသင်းကို audit သူတို့ပြန်ဝင်တယ်လို့သိရတယ်မှာပါတယ် audit ဝင်တဲ့ form က KPMG လို့တောင်သိရတယ်မှာပါတယ်ကောလာဟာလာတယ်ပေါ့နော် McKinsey တို့မှ KPMG လို့သိရတယ်မှာမှားနေတယ်ကျွန်တော်ထောက်ပြတချို့ဒါ finance firm တွေရှိရင်တော့ဟုတ်လေကျွန်တော်လက်ရှိမှာကြားရတော့ KPMG အဲ့တော့ audit ဝင်တဲ့အချိန်မှာဒါအသင်းကဒါကျွန်တော်ယူပေါက်တွေဒါအများနေမလို့အပ်တဲ့ဒါလူတွေကိုအများကြီးခံထားတယ်မလို့အပ်တဲ့ဒါကျွန်တော်လူတွေကဒီအသင်းထဲမှာ အများကြီးရှိရဆိုပြီးဒါ audit ဘက်ကနေတရားဝင်ထုတ်ပြန်လာတယ်အဲ့တော့ဒါရှင်းတယ် Jim Reckless တို့ကလေ consultant တွေပြောတဲ့ဇာတ်ကားတွေကိုကြည့်ပြီးတော့တို့အနေနဲ့ဒီလူတွေကိုထုတ်ပြရမယ်ဆိုတဲ့ဥစ္စာကမိနစ်က250ထုတ်ပြလိုက်တယ်ဒီနှစ်မှာဒါတော့နောက်ထပ်200ထပ်ပြီးထုတ်တယ်အဲ့တော့ပြောချင်တာဒါကျွန်တော်နောက်ထပ်နှစ်တွေလည်းထပ်ပြီးထုတ်ဖို့ရှိ United အသင်းနဲ့ခုနကပြောလို့ယူပေါက်တွေတွင်းယူပေါက်တွေပုံစံအဲ့တော့ဒါတို့အနေနဲ့လက်ရှိမှာတို့ဘက်က justify လုပ်တော့ဘောနော်ဒီလက်ရှိ ဆာဂျင်ရက်ကလစ်ရဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအင်တာဗျူးလုပ်ထားခဲ့တာရှိအဲ့ဒါကပါလဲဆိုတော့သူအနေနဲ့လက်ရှိမှာဒီလူတွေကိုထုတ်ရတဲ့ယူရချက်ကဒီလူတွေကအသင်းမှာလူနေတဲ့လူတွေမဟုတ်ဘူးလူနေတဲ့လူတွေကိုသူတို့ထုတ်ဖို့စီစဉ်မရှိဘူးအသင်းမှာလုံးဝမလူအပ်ပဲနဲ့ဒါလာစာယူနေတဲ့လူတွေကိုသူတို့နေတော့အဲ့တော့ပြောချင်တာဒါကျွန်တော်တို့ပါလဲဟိုတရက်မလူအပ်တဲ့ဒါတရက်ပစ်စိုက်ကိုတရက်ပစ်စေအဲ့လိုမလူတွေဒါနိုင်နဲ့အောင်ပြီးနေတဲ့လူတွေရှိတော့သူတို့နေထုတ်ပစ်ခဲ့တယ်ဆိုဂျင်ရက်ကစ်ကသူ့ရဲ့ဒါအင်တာဗျူးမှာသူကသူ့ကိုသူမှန်ကြောက်သူက justify လုပ်ခဲ့တယ်ဘောနော်အဲ့တော့အဓိကကတော့ဒါကျွန်တော်ပုံမှန်လေးလေးပြောရမယ်ဆိုဒီသူတို့ United ဘက်ကကြည့်မလို့ဒီနေရာတွေကမလူအပ်တဲ့လူ ူတွေကိုဒါကျွန်တော်တို့တို့အနေနဲ့ထုတ်ခဲ့တာဖြစ်တယ်။ဒါတစ်ဖက်ကဒါ employee ဘက်ကကြည့်မယ်ဆိုရင်တို့တို့အနေနဲ့အလုပ်ပြုတ်သွားတယ်ပေါ့ဗျာ။ဒါကလို့ဒါကတော့ရှင်းတဲ့ view ပါပဲ။အဲ့တော့ United အသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်အကျွေးတွေကတဖြည်းဖြည်းနဲ့ဒါပို့ပို့ပြီးတော့များလာတဲ့နှစ်တည်းဖြစ်လာခဲ့တယ်။ဘာလို့ဆိုတော့ကစားသမားအကျွေးတွေဒါ asset အကျွေးတွေဒါနီးပြအကျွေးတွေအများကြီးအများကြီး United ကအကျွေးတွေ bearing ဖြစ်လာခဲ့တယ်။ United အသင်းနဲ့တိကျတယ်မှာလက်ရှိမှာဒါကျွန်တော်ဥရောပမဝင်မှုကလည်းဒါတော်တော်လေးကိုထိုးနှက်ချက်ကြီးမှာခဲ့တယ်။မနစ်ကဒါကျွန်တော် Europa League ဝင်ခဲ့တာမှန်ပေမဲ့ဒါ Champions League နဲ့ရှင်မယ်ဆိုတော့ Europa League sponsor ကြီးကလည်းနည်းတဲ့ပြင်ရုပ်တံလုံးဝင်နေတယ်ဝင်ခဲ့ရတယ်။အဲ့ ော့ကြားကြည့်ရင်ခြေရာကြီးရယ်ဆိုတဲ့စကားအတိုင်းဒါကျွန်တော်တို့ United ကကြားတာကြီးတယ်ခြေရာကနောက်ကလိုက်မကြီးနိုင်တဲ့အချိန်မှာဒါပြဿနာတွေတော်တော်လေးကိုတက်လာနေနေတာပါရှင်အဲ့တော့လက်ရှိမှာ Jim Ratcliffe တို့ဘက်ကဒီနေရာမှာဒါနှစ်ဖက်ထပ်ပြီး꽌တယ် Jim Ratcliffe တို့ဘက်ကသူတို့က United အသင်းကိုကယ်တင်ရှင်ဆိုသူတို့ကိုသူတို့မြင်တယ်တစ်ဖက်ကကလီစာမိသားစုအနေနဲ့ငါတို့လုတ်ခဲ့တဲ့အလုပ်တွေကိုမင်းတို့ကလူတွေရှေ့မှာငါတို့ကစောက်သုံးမကြဘူးပေါ်တင်ပြောနေတယ်ဆိုတဲ့ပြဿနာတွေထပ်ပြီးဖြစ်တယ်အဲ့တော့ ဒါ United အတွင်းထဲမှာလည်းရှိမှာဒါတိတ်ပြီးတော့ဂျင်းနှံ့မှုတွေမရှိတဲ့ပြဿနာတွေလည်းကျွန်တော်ဟိုဟိုတလော့တာလုံငယ်တလခွဲလောက်ကကျွန်တော်ဗီဒီယိုတင်ထားတာဖြစ်လိမ့်မယ်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးဒါ Mike Keegan ကသူ့ရဲ့ Telegraph Channel မှာဒါကျွန်တော်ရေးကားခဲ့တာသူတို့တွေ့ရမယ်တမပါအဲ့တော့ United အသင်းနဲ့ခုလက်ရှိမှာအဓိကကတော့ပေါ့နော်ဒါတို့ကလှအောင်ပြောတော့ပေါ့နော် efficiency and restructuring ပေါ့နော်ဒါကျွန်တော်တို့လုပ်ငန်းမှာအလုပ်တွင်ကျယ်ရေးပေါ့နော်ဒါခုနကပြောသူပဲဒါလူပိုတွေမရှိဘဲနဲ့ဒါလူတယောက်ကဒီအလုပ်ကိုလုပ်နိုင်နေဆိုရင်လူနှစ်ယောက်မလုဘူးအဲ့ဒီပုံစံမှာဒါလူပိုကိုထုတ်တယ်ဆိုတဲ့ပုံစံမျိုးကို United ကတော့ပြော restructuring ပေါ့နော်ဒါ United တဲ့အသင်းမှာမလူအပ်ပေးနဲ့ဒါကျွန်တော်ငွေကြေးဖောင်းပွားမှုတွေဖြစ်နေပြီးတော့ဒီငွေကြေးဖောင်းပွားမှုတွေကို United အသင်းရဲ့ပိုင်ရှင်တွေက short ချတယ်ဆိုတဲ့ပုံစံမျိုးနဲ့ United အသင်းကလက်ရှိမှာ Aircon လုတ်သွားတယ်ဆိုတဲ့ပုံစံမျိုးရှိတယ်အဲ့တော့ဘယ်လိုပဲပြောပါလက်ရှိမှာဒါ United အသင်းနေနဲ့ပြန်ကြည့်မယ်ဆိုရင်ဒါလူတွေထုတ်ပစ်တာကကျွန်တော်တို့ကျွန်တော်ကျွန်တော်ကိုယ်လည်း9 to 5လောက်ရလူသမားတယောက်ပါဒါကြောင့်ခုနကပြောဆိုကျွန်တော်အနေနဲ့ဒါမျိုးကကိုယ်လည်းမချဒါပေမဲ့ မြန်မာတက်ဘက်ကပြန်ကြည့်မယ်ကျွန်တော်တို့ဒါကုမ္ပဏီမှာလုပ်နေတဲ့လူတွေအောင်နေတယ်ခမောက်ကုမ္ပဏီမှာရတူမှာပါဘာတောက်လုံးမှမမဲရမလို့ပဲအချိန်တိုင်လာစားရနေတဲ့လူတွေလည်းအများကြီးရှိအဲ့လိုလိုလူတွေကို United အသင်းကနေပြီးထုတ်ပယ်တယ်ဆိုအကောင့်ဘက်ကပြန်ကြည့်ရင်လည်းမှန်တော့မှန်တယ်ဒါပေမဲ့ပြန်ကြည့်မယ်ဆိုအဲ့ဒီမိသားအဲ့ဒီလုတဲ့လူတွေကလည်းမိသားစုရရှိရင်တော့အဲ့ဒါ တနေ့တော့ခက်ခဲတော့ဘယ်ဦးနာဘလို့ပဲဒါတွေကဦးနာဘလို့ပဲဒါ moral dilemma တွေပေါ့နော်အမျိုးမျိုးဒါပေမဲ့ business ဘက်ကကြည့်မယ်ဆို United ဘက်ကဒါကျွန်တော်တို့ပေါင်ကိုတန်းနဲ့ချီပြီးထပ်ပြီးတော့ short ချနိုင်ရတယ် United အသင်းနဲ့လာမယ့်နွေရာသီမှာအသင်းကပြန်လဲပြီးတော့ဥမော့လာနိုင်မယ်လို့တို့နေတို့ယုံကြည်ထားတယ်အဓိကကဦးနာဘလို့ပဲဒီနှစ်မှာတို့နေနဲ့ဒါ Quintus Simon Gain ကိုလည်းလိုရတော့မယ်ငွေတွေလည်းပတ်ပြီးရှာရတော့မယ် United အသင်းနဲ့မထက်မှတ်ပဲနဲ့ဒါဟိုဥရောပဝင်ဝင်မဝင်ခဲ့တဲ့အတွက်ကြောင့်မို့ဒါထင်တာထက်ပိုပြီးတော့ United အသင်းနဲ့ထိခိုက်သွားခဲ့လို့ပြောအဓိကကဦးနာဘလို့ပဲတို့က United အင်းရဆိုအစုက confident တအားရှိတယ်မှာမဟုတ် းလက်ရှိတာစပွန်ဆာတွေမှာဆိုသူတို့ကဥရောပဝင်ဘယ်ဈေးရမယ်ဆိုတဲ့ဈေးပုံစံမျိုးသူတို့ချုပ်ထားတယ်ဥမာဒါဆိုရှက်စပွန်ဆာတွေကအစပေါ့နော်အဲ့တော့ပြဿနာတွေကအဲ့ဒီပြဿနာတော်တော်လေးကိုဆိုးရွားတဲ့ပြဿနာတွေ United မှာတော်တော်လေးကိုပြည်လာခဲ့တယ်အဲ့တော့ United အသင်းနဲ့အခုလက်ရှိမှာဒီကိစ္စတွေသူတို့အနေနဲ့ဒါပြောင်းလဲဖို့အတွက်သူတို့အကြီးကြီးမားမားကြိုးစားနေတယ်အဲ့ဒါကြောင့်မို့တော့ခုနကပြောလို့ငွေကြီးရအခုလက်ရှိမှာ United အသင်းမှာပြောင်းလဲမှုများစွာတွေ့ရဖို့ရှိတယ်အဲ့တော့ဒါကစားသမားတွေကလည်းဒါလောက်ခလာစားခုနကပြောလို့ပဲဒါ salary ကတ်လို့ပြည့်စင်နေတယ်ဆိုတော့ခေါ်လာဟာ salary cut ဆိုတာလည်းခုနကပြောပါလေ ဗာလဲကျွန်တော်တို့ဒါ salary ကိုဒီတထရာတဲ့ပေါ့နော်ဒါကျွန်တော်တို့ max salary ပုံစံမလုပ်ဖို့ရှိတယ်ပေါ့နော်အဲ့တော့ ဘလူးရဲပြောတာ United အသင်းနဲ့ခုလက်ရှိ business ပိုင်းမှာတော့တို့အနေနဲ့အကြီးအကျယ်ပြောင်းလဲဖို့ကြိုးစားနေတယ်။ sponsor တွေကလည်းဒါအရင်တုန်းကထက်အများကြီးပိုရောက်ပြီးတော့တို့ကြိုးစားနေတယ်။အခုလက်ရှိမှာကြည့်မယ်လို့သိတာပါပဲ။မလေးရှားတာခြေစမ်းပွဲတာဟောင်ကောင်ခြေစမ်းပွဲတွေကိုကြည့်မယ်ဆိုအဖြေကအရင်သိတာရဲတယ်မှာပါပဲ။အရင်တော့ Manchester United ဆိုတာကျွန်တော်တို့ခြေစမ်းပွဲဆိုတို့တိတ်တိတ်ချာချာစီစဉ်ပြီးတော့အခုနောက်ပိုင်းမှာဒါပွဲပြီးပြီးချင်းတပတ်တောင်မကြာသေးတဲ့အချိန်မှာဒါခြေစမ်းပွဲဆက်ဆက်ချက်ချင်းလုပ်တယ်ဆိုရင် United အသင်းပတ်စံတော်တော်လုံနေတယ်ဆိုတော့ကတော့လုံးဝငင်းလို့မရဘူးလို့ပြောလို့ရတယ်မှာပါပဲ။အဲ့တော့ဒါပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4 ီးတို့မှာဂျင်းလူဆိုတော့ပေါအောင်ကူညီလို့ရပါတယ်။မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့။အောက်ကကွန်မန်တွေထဲမှာလည်း Youth Sport Media 3 Point ဆိုတော့ ਨੇ TV4 ကြီးတွေလင်းလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ပြ။အောက်ကကွန်မန်တွေထဲမှာလည်း Youth Sport Media 3 Point ဆိုတော့ ਨੇ TV4 ကြီးတွေလင်းလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးကြိုတင်ပါတယ်။ကောင်းမွန်သောနေ့နေ့ ဖြစ်ပါစုမောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာပဲ AAC တွေ့ကြတာပေါ့ဒီပါပါဗျ